မင်္ဂလာညချမ်းမ2025ခုနှစ်မလ29ရက်နေ့ Radio NUG ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမမ။ပထမအဆုံးတင်ပြပေးမယ့်သတင်းကတော့ငလီတန်သင်းပြည်သူတွေကိုအစွမ်းကုန်ကူညီကြဖို့ကာကွယ်ဝင်ကြီးညွှန်ကြားတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်အဖွဲ့တွေဖြစ်တဲ့ PAKAPA, PAAPA အဖွဲ့တွေနေနဲ့ ထိုင်းချုံနယ်မြေအတွင်းမှာရှိတဲ့တော်လင်းဖွဲ့စည်းရင်းနဲ့ပူးပေါင်းပြီးငလျင်တန်းတဲ့ပြည်သူတွေကိုအစွမ်းကုန်ကူညီပေးကြဖို့မြို့သားညီညွတ်ရေးအစိုးရ NGO ကကွယ်ဝန်ကြီးဌာနဝန်ကြီးဦးရမုံကညွှန်ကြားလိုက်ပါတယ်။ပြင်းထန်ငလျင်တန်းကြောင့်တဘာဝဘေးကျုံတွေ့ခဲ့ရတဲ့ပြည်သူတွေရဲ့အခက်အခဲတွေကိုပြည်သူ့ကာကွယ်တပ်မတော်နဲ့ပြည်သူ့ကာကွယ်အဖွဲ့တွေအနေနဲ့မိမိတို့နယ်မြေအတွင်းကတော်လင်းဖွဲ့စည်းရင်းနဲ့ပေါင်းဆက်ညီနိုင်ပြီးတပ်စွမ်းသမျှအစွမ်းကုန်ကူညီဆောင်ရွက်ပေးကြဖို့လိုအပ်ချက်တွေဆောင်ရွက်ထားမှုခြေနေမှတ်တမ်းတွေကို သက်ဆိုင်ရာကုကဲမှုအစဉ်စဉ်ကတစင့်တင်းပြဆောင်ရွက်ကြဖို့ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ဒီချိန်ထဲမှာပဲမြို့သားညီညွတ်အစိုးရပအဖပကဖဖွဲ့ဝင်တွေနဲ့ပြည်သူလူထုပူးပေါင်းပြီးစကိုင်းတိုင်းအတွင်းက KI ချင်းဆက်လမ်းပေါ်မှာကုညီကဲဆဲလုပ်ငန်းတွေဆောင်ရွက်နေတဲ့မတန်တပ်ပုံတွေလည်း NGO ကဒီနေ့မလ29ရက်မနေ့ပိုင်းမှာထုတ်ပြန်ထားပါတယ်။မြူသားညီညွတ်အစိုးရအနေနဲ့ငင်းလုံပြီးနိုင်ပိုင်းအကြမှာပဲအေးပေါ်အစည်းအဝေးခေါ်ယူပြီးလုတ်ကိုင်းဆောင်ရွက်တဲ့ကိစ္စတွေကိုလုတ်ကိုင်းနေတယ်လို့ ကာကွယ်ဝန်ကြီးဌာနအမှုဒီအနေနဲ့လဲသက်ဆိုင်ရာ PDF တွေ ပြည်သူ့ပကဖတွေကိုညွှန်ကြားချက်တွေထုတ်သလိုပြည်ထောင်စုနဲ့လူမှုကြီးကြပ်ဝန်ကြီးဌာနကလည်းဘာအဖတ်တွေနဲ့သက်ဆိုင်ရာဝန်ထမ်းတွေကိုကူညီကယ်ဆယ်လုပ်ငန်းတွေအမြဲဆုံးဆောင်ရွက်ဖို့ညွှန်ကြားချက်တွေထုတ်ခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကုလသမဂ္ဂတွင်ရမှုချုပ်ထံမြမပြည်သူများငလင်ဘေးဒဏ်သင်ခဲ့၍အကူအညီများလိုအပ်ကြောင်း NGO အစိုးရနှင့်တမတိဥကြုံမိုးထွန်းတို့စာများအစောတလင်ပေးပို့ခဲ့တဲ့သတင်းဖြစ်ပါတယ်။ ကုလသမဂ္ဂအတွင်းမှုချုပ်ထံမြမပြည်သူများငလျင်ပေးတဲ့အသင်ကဲ၍အကူအညီများလိုအပ်ကြောင်း NGO အစိုးရနဲ့တာမတ်ကြီးဦးကျော်မိုးထွန်းတို့ကစာများအစောတင်ပေးပို့ခဲ့ကြပါတယ်။မလ28ရက်နေ့မှာပဲကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံတာမတ်ကြီးဦးကျော်မိုးထွန်းကမြန်မာနိုင်ငံမှာငလျင်လုံမှုနဲ့အတူပြည်သူများအရေးပေါ်အကူအညီလိုအပ်ကြောင်းစာအားကုလသမဂ္ဂအတွင်းမှုချုပ်ထံလိမ့်မူရေးသားပေးပို့ခဲ့ပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့အရေးပေါ်ကြေညာချက်စာများကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူများထံအသီးသီးပေးပို့ခဲ့ပါတယ်။ မလ28ရက်မှာမြို့သားညွေအစိုးရအနေဖြင့်ငလင်လှုပ်ခတ်ပြီးပြီးချင်းအရေးပေါ်စည်းဝေးခေါ်ယူကအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းစပ်ညီနိုင်ရေးကော်မတီရဲ့လုပ်ငန်းစဉ်များကိုစတင်တက်ဝင်စေပြီးသက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့လိုအပ်တဲ့လုပ်ငန်းဆောင်တာတွေကိုဌာနလိုက်အလင်းမြန်လှုပ်ဆောင်ကြရန်စီစဉ်ဆောင်ရွက်ခဲ့ပါသေးတယ်ရှင်။ဆလပီငလင်ကြောင့်တည်ဆုံးသူမန္တလေးမြို့မှာလူခုနေရာနီးပါးရှိကြောင်းစေုပ်စုက ထုတ်ပြန်တော်လဲမြေပြင်တွင်တည်ဆုံးသူတထောင်ကျော်ခန့်ရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါဦးမယ် လေကျောင်းတည်ဆုံးသူမန္တလေးမြို့မှာလူခုနရာနီးပါးရှိကြောင်းစေအုပ်စုကထုတ်ပြန်ထားပေမဲ့မြေပြင်မှာမန္တကယ်တည်ဆုံးသူတထောင်ကျော်ကန်ရှိတယ်လို့ဒေတာသတင်းရင်းမြစ်တွေကဆိုထားပါတယ်။မလ28ရက်မိုးလယ်ပိုင်းလှုပ်ခတ်တဲ့ငလင်ကျောင်းမန္တလေးမြို့မှာလူနေအိမ်နဲ့17လောက်အမြင့်ရှိ Sky Villa Condo တို့မြေကြီးတဲ့နေမြုပ်ပြိုကျမှုတို့ဖြစ်ပွားခဲ့ပါတယ်။အစ္စလမ်ဘာသာဝင်များအများစုဝိပုယျာပလီကျောင်းတွင်မှလည်းတည်ဆုံးသူပြည်သူအများစုရှိခဲ့ပြီးရုံလောင်းများမှာမလ29ရက်မနေ့အထိထုတ်ယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ ရမဲသိမ်းမင်္ဂလင်ကြောင့်ပြည်သူ12ဦးသေဆုံးပြီးဝန်ရွှေမြို့နယ်မှာ9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ရမဲသိမ်းမင်္ဂလင်ကြောင့်ပြိုကျပျက်စီးမှုတွေရှိခဲ့ပြီးပြည်သူ12ဦးသေဆုံးကပျောက်ဆုံးနေသူတွေလည်းရှိနေပါသေးတယ်။အလားတူမိထီလာခန့်ဝန်ရွှေမြို့နယ်မှာငလင်တဲကြောင့်ခြေဆက်ပြိုကျကလူ9ယောက်သေဆုံးပြီး90ဦးခန့်ထိခိုက်ဒဏ်ရာရများရရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာတော့အောင်မန်းမြို့ဟိုတယ်အောင်မန်းပြူကြပြည့်စုံမှုအောက်မှာမိုးလင်းပေါက်ကယ်ဆယ်ရာ25ဦးသက်ရှင်ကဲထုတ်နိုင်ခဲ့တယ်လို့မလ29ရက်မနေ့ပိုင်းနာယေးကူညီမှုအသင်းအောင်မန်းကအတည်ပြုဆိုထားပါတယ်။ကနဦးတရင်ရမြို့သမီး3ဦးသေဆုံးကမြို့သမီး18ဦးမြို့သား10ဦးဆေးရုံပို့ဆောင်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။လက်ရှိမှာစေုပ်စုရဲ့ထုတ်ပြန်ထားမှုအရမန္တလေးမြို့မှာငလင်ကျောင်းသေဆုံးသူ694ဦးထိခိုက်ဒဏ်ရာရရှိသူ1690ဦးပျောက်ဆုံးနေသူ68ဦးသာရှိတယ်လို့ဖော်ပြထားပါတယ်ရှင်။ internet line ရနေစေငလျင်တန်တင်ဒေတာကပြည်သူတွေခါမဲ့ပြည်သူစည်းကမ်းမှာ online ကနေမင်းမျက်နိုင်တဲ့တရင်ကိုတင်ပြပေးပါဦးမယ်။ internet line ရနေစေငလျင်တန်တင်ဒေတာကပြည်သူတွေအနေနဲ့ဈာမကြီးပြဿနာတွေကို online ကနေတဆင့်ခါမဲ့ပြည်သူစည်းကမ်းမှာမင်းမျက်နိုင်ပြီလို့ FOC Teleclinic ကဒီနေ့မှာထုတ်ပြန်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ငလင်တန်းစစ်ဒေသတွေကပြည်သူတွေအနေနဲ့အချောင်းမြင်းမြောင်းကြောင့်စေယုံစေကန်းတွေကိုမတော်နိုင်ဖြစ်နေပြီးဂျမိုင်းကိစ္စတစုံတရာမင်းမြန်းခြင်းနဲ့ဆိုရင် FOC Teleclinic ချက်ပေါင်းမှာအခမဲ့လာရောက်မင်းမြန်းနိုင်ပြီလို့ဆိုပါတယ် စေကန်းဖွင့်ချိန်နေနဲ့နေ့စဉ်မြန်မာစံတော်ချိန်မနက်၈နာရီကည၁၂နာရီအထိဖြစ်ပြီး QR ကိုစကန်ဖတ်လိုက်တာနဲ့ခမဲပြည်သူစေကန် FOC Teleclinic ရဲ့ chat box ကိုတိုက်ရိုက်ရောက်သွားမှာဖြစ်တာကြောင့် chat box ကနေတစင်းဆရာဝန်နဲ့ချိတ်ဆက်ပြီးကျန်းမာရေးဝန်ဆောင်မှုရယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ခက်ခဲတွေကိုကျော်လွှားနိုင်မှု FOC Teleclinic အနေနဲ့ပြည်သူတွေနဲ့အတူအသင့်ရှိနေပေးမှာလို့လည်းသိပေးထားပါတယ်။ ငလီကြောင့်ထိခိုက်ဒဏ်ရာရသူတွေအနေနဲ့နှိစက်ရဆေးရုံစည်းကမ်းအကူအညီပေးရဖွဲ့တွေကိုဆက်သွယ်ဖို့တိုက်တွန်းထားပြီးဆေးရုံစည်းကမ်းပြဖို့မလွယ်ကူတဲ့အနေအထားမှာ FOC Teleclinic ရဲ့ Messenger ကနေဆက်သွယ်ကကိုကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်တိုင်ပင်ဆွေးနွေးနိုင်တယ်လို့အတည်ပြုထားပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့ငလင်ကျောက်မန္တလေးစကိုင်းနဲ့ခြားနေရာများမှာအသက်အိုးရင်စီးစိမ်ပျက်စီးဆုံးရှုံးခဲ့မှုတွေအလွန်စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ဒေါက်တာဆန်းစုကြည်ရဲ့သားငယ်ကိုထင်လင်းပြောကြားတဲ့သတင်းဖြစ်ပါတယ်။ငလင်ကျောက်မန္တလေးစကိုင်းနဲ့ခြားနေရာများမှာသောအိုးရင်စီစဉ်ပျက်စီးဆုံးရှုံးခဲ့မှုတွေအလွန်စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ဒေါ်ဆန်းစုကြည်ရဲ့သားငယ်ကိုထင်လင်းကမလ29ရက်မှာဆိုရှယ်မီဒီယာကတဆင့်ပြောပါရတယ် မြန်မာနိုင်ငံအကြီးအမားဆုံးထိခိုက်စေခဲ့တဲ့ငလင်ကြောင့်မန္တလေးစကိုင်းနဲ့အခြားနေရာများမှာအသက်အိုးရင်စီစဉ်ပျက်စီးဆုံးရှုံးခဲ့မှုတွေကျွန်တော်အလွန်စိတ်ထိခိုက်ဝမ်းနေရပါတယ်။ကျွန်တော်လည်းချစ်ခင်ရတဲ့သူဆုံးရှုံးခဲ့ရတဲ့သူတွေထိခိုက်ခဲ့ရသူတွေနဲ့ဒီဖြစ်စဉ်မှာအ धिक ကြုံတွေ့နေရသူတွေနဲ့ထပ်တူစိတ်မကောင်းဖြစ်ပါတယ်။မြန်မာပြည်သူပြည်သားများဟာမတွေးမစရာအကြမ်းဖက်မှုများတိုက်ခိုက်မှုနဲ့ဖိနှိပ်ချုပ်ချယ်မှုများကိုကြုံတွေ့နေရပြီးဆင်းရဲဒုက္ခများစွာကိုကြံ့ကြံ့ခံရင်ဆိုင်နေကြရပါတယ် ဆရာနာရှင်ရဲ့လူသားချင်းမစာနာပဲဘာဝဘေးရဲ့နေရာကနေလူသားချင်းစာနာမှုကင်းမဲ့စွာထပ်မံပြီးလေချောင်းနဲ့တိုက်ခိုက်ခဲ့တဲ့ပေါ်အင်မတန်ထိခိုက်နာကျင်ရတယ်လို့ပြောပါရယ်။ဒါအပြင်မိခင်ဖြစ်သူရဲ့ဆောင်ရွက်မှုနဲ့ဘေးရဲ့နေရာကာကွယ်ရေးမုံငွေကိုမတီတီထောင်ခဲ့မှုဟာအခုချိန်ထိထိုထောက်ပံ့ကြေးငွေများကိုအခုလိုရေးပေါ်လိုအပ်နေတဲ့ပြည်သူပြည်သားတွေအတွက်ကြိုးရှိရှိထောက်ပံ့ပေးရန်အတွက်ဆရာနာရှင်တစုကသိသိထားမယ်လို့မျှော်လင့်မိတယ်လို့လည်းပြောကြားထားပါရယ်။ ဒီပြည်တော်ချင်းတော်မှာထိမ့်သိမ်းခဲ့ရပြီးဆက်သွယ်ဖြတ်တောက်ချင်းခဲ့ရတဲ့ကျွန်တော်မိခင်ဒေါအောင်ဆန်းစုကြည်ရဲ့အခြေအနေပေါ်လဲစိုးရိမ်ပူပန်နေပါဗျ။သူမရဲ့လုံခြုံရေးကိုအတည်ပြုဖို့နီးလဲမရှိတဲ့အပြင်ဆရာနာရှင်ဘက်ကလည်းလူခွင့်ရေးတစ်ခုဖြစ်တဲ့ဆက်သွယ်ခွင့်ရရှိဖို့ညှင်းပယ်နေတာတွေကြောင့်မိမိကျမ်းမာရေးအခြေအနေကိုစိုးရိမ်မိပါတယ်။ ဆီယနာရှင်ရဲ့ထိန်ချုပ်ကန့်သတ်ထားခြင်းမရှိပဲလိုအပ်နေတဲ့ပြည်သူတွေစီကိုစေဝါအကူအညီထောက်ပံ့များအမြန်ဆုံးရရှိဖို့လိုတယ်။မြန်မာနိုင်ငံသူနိုင်ငံသားများဟာဆီယနာရှင်ရဲ့ထိန်ချုပ်ကန့်သတ်မှုမထားတဲ့လူသားချင်းစာနာမှုဆိုင်ရာအထောက်ပံ့အကူအညီအမြန်ဆုံးရပိုင်ခွင့်ရှိတဲ့နဲ့မိမိရဲ့အခြေအနေကိုစိုးရိမ်ပူပန်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ကိုထိန်လင်းကပြောကြားထားပါတယ်ရှင်။ ောက်ထပ်သတင်းတစ်ပုဒ်ကတော့ငလင်းပြန်လဲထူထောင်ရေးလုပ်ငန်းများလုံးဆောင်နိုင်ရန်အတွက်သင်္ချာရေးလုပ်ငန်းရှင်များခေတ္တရဲ့ဆိုင်းကြောင်းစေတက္ကသိုလ်တရန်ကိုယာယီတက္ကသိုလ်ကောင်စီကျင်းညာတဲ့သတင်းဖြစ်ပါတယ်။မလ28ရက်နေ့မြန်မာနိုင်ငံလေပိုင်းကိုဗဟိုပြူပြီးလှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့ငလင်းကြီးကြောင့်ပြည်သူများထိခိုက်ခံစားရသည့်အတွက်စေတက္ကသိုလ်တရန်ကိုယာယီတက္ကသိုလ်ကောင်စီရဲ့ဆရာဝန်ထမ်းကျောင်းသားကျောင်းသူများမှမြန်မာပြည်သူပြည်သားအားလုံးနဲ့ထပ်တူဝမ်းနဲ့ခံစားရတယ်လို့ဖော်ပြပါတယ်။ ကျောင်းသားကျောင်းသူများရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာများပြန်လည်ကူစားနိုင်ရန်နဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုံဆောင်နိုင်စေရန်အတွက်စေတက္ကသိုလ်တည်ရန်ကုန်ယာယီတက္ကသိုလ်ကောင်စီရဲ့သင်ကြားရေးလုပ်ငန်းစဉ်များအားလုံးဆောင်ပွဲဖြည့်ဆွရန်စီရင်ပေးသွင်းမှုများစစ်ဆေးနေစဲနှင့်စစ်ဆေးမြစ်ဆောင်ပွဲများ live lectures များကို2025ခုနှစ်ဧပြီလ19ရက်နေ့မြန်မာနှစ်ဆန်း3ရက်နေ့အထိရက်ဆိုင်ထားမည်ဖြစ်ကြောင်းဆိုပါရစေ။ ဧပြီလ19ရက်နေ့ကနေစပြီးတန်းစင်လိုက်တင်ကြားရေးနဲ့စာမွေးဖြစ်စဉ်များအတွက်ကြေညာချက်များထုတ်ပြန်ပြီးဆက်လက်ဆောင်ရွက်သွားမယ်လို့ဖော်ပြပါရရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့လူမြောက်နယ်မြေကငလျင်တန်တဲ့ပြည်သူတွေကိုရေးပေါ်ကူနိုင်မှုဆိုတော့ပြည်သူကြောင့်တဲ့လက်မှတ်ရေးထိုးထားတဲ့ဂစ်တာလီလန်တင်မဲ့သတင်းဖြစ်ပါတယ်။ ပြည်သူ့ကြောသိန်းကော်မတီအနေနဲ့လူမျိုးနယ်မြေကငလျင်တန်တဲ့ပြည်သူတွေကိုရေးပေါ်ကူနိုင်မှုနောက်တစ်ပတ် April 9ရက်နေ့စနေနေ့ Riverside Theater မှာကျင်းပမယ်ဖြဖြည့်ရင် Sydney Show မှာပစ္စည်းသုံးမျိုးကိုလေလံတင်ပြီးအမူအရကောက်ခံမှုဆုံးဖြတ်ထားတယ်လို့ဖြူဖြူရဲ့ Australia team ကဖော်ပြပါတယ်။လေလံတင်မဲ့ပစ္စည်းတွေကတော့ဆိုတော့ဖြူဖြူကျော်သိန်းကိုရိုင်းတိခတ်ပြီးလက်မဲ့ရေးထိုးထားတဲ့ guitar တစ်လက်၊ထားထက်ထက်ကိုရိုင်းထိုးထားတဲ့ handmade တစ်ချောင်းတို့အယုတ်၊ဂန်ငေါ်ပင်တစ်ပင်တို့ဖြစ်ကြပါရဲ့ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့မင်းတီဟန်နဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။